နန်းဆောင်ပြေရောက်တာနဲ့မိဖုရားကြီးဟာဒေါသထွက်ပြီးပန်းအိုးကိုခွဲပြစ်လိုက်တာပါချက်ချင်းဆိုသလိုပဲသူမမူးဝေလာပြီးတော့လဲကျသွားတာကြောင့်တမတော်ခေါ်လိုက်ရပါတယ်တမတော်ရောက်လာတော့မိဖုရားကြီးမှာကိုဝင်၃လရှိနေပြီဆိုတာပြောပြပါတယ်မင်းကြီးလည်းရောက်လာပြီးမိဖုရားကြီးကိုဝင်ရှိတာတီတော့အရန်ကိုပြောသွားခဲ့တာပါသူစုခဲ့မိတာအတွက်လည်းမိဖုရားကိုတောင်းပန်လိုက်ပါတယ်။အာရဲကတော့တောင်းကြည့်ပြီးတော့မပြောနိုင်ခဲ့တော့ပါဘူး။သူမကမိဖုရားကိုလက်စားချေခြင်းခဲ့ပေမဲ့ဒိုက်ထရကလေးကိုတော့မထိခိုက်စေချင်ပါဘူးလေ အရာကြောင့်အာရဟာသူမတက်ဆွဲတဲ့မိကပ်ပညာနဲ့မင်းကြီးကိုမြူဆွဲဖို့အစီအစဉ်ချလိုက်ပါတော့တယ်။အာရကမိကပ်ပြင်ဆင်ပြီးတော့အဖြူရောင်ဝတ်စုံကိုဇာဘဝါနဲ့အတူတူဝတ်ဆင်လိုက်တာပါ။မင်းကြီးတရားထိုင်နေတဲ့အချိန်မှာပဲမော်တာတစ်ခုကိုအာယုံကနေခန်းစားမိလိုက်ပါတယ်။ဒါကြောင့်သူ့ကိုတယောက်ယောက်လှည့်စားနေပြီဆိုတာသိလိုက်ပါတယ်။နောက်တော့အမျိုးသမီးတယောက်ရဲ့အရေးကိုဖျက်ခနဲမြင်လိုက်ရတာပါ။တခုခုကသူ့ကိုဆွဲဆောင်နေသလိုခံစားရပြီးချက်ချင်းပဲအနောက်ကနေလိုက်သွားခဲ့ပါတော့တယ်။ ရေကန်တခုနာရောက်တဲ့အချိန်မှာတော့အမျိုးသမီးရဲ့အရေးကိုမြင်လိုက်ရပါတယ်။မင်းကြီးရောက်လာတာကိုသိနေတဲ့အာရဲကတမင်သက်သက်တချမ်းတစ်ပုဒ်ကိုသိဆိုလိုက်ပါတယ်။မင်းကြီးကဒီတချမ်းကိုကြားတော့အနေငယ်ဝမ်းနေသွားခဲ့တာပါ။ဘာလို့လဲဆိုရင်တော့သေဆုံးသွားတဲ့မိခင်ကသူငငယ်တုန်းကဒီတချင်းကိုစိုးပြနေကြမလို့ဖြစ်ပါတယ်။မင်းကြီးကသတိလလုံးနဲ့အရှိယဆေးမီးခွက်ကိုတိုက်မိသွားပါတယ်။အာရဲကအတန်ကိုကြားလိုက်တော့တချင်းဆိုရိုက်ရပြီးဘသူလဲလို့မေးလိုက်ပါတယ်။ မင်းကြီးကသူ့ကိုလဲစားထားတာလားလို့မင်းရင်နဲ့မျက်နှာမြင်ရဖို့အတွက်အာရဲရဲ့လက်ကိုဆွဲလိုက်ပါတယ်။မင်းကြီးကအာရဲရဲ့မျက်နှာကိုမြင်မြင်ချင်းမှပဲဒလောင်လာတဲ့မျက်နှာများရှိနေသေးသလားလို့တွေးမိလိုက်ပါတယ်။သူမဟာအာရဲဆိုတာတော့မင်းကြီးမသိရှာပါဘူး။အာရဲကချက်ချင်းပဲရေကန်ထဲကိုပြန်ပြေးသွားပါတော့တယ်။မင်းကြီးကမသွားဖို့တားရင်နဲ့ရေကန်ထဲကိုဆင်းပြီးအာရဲနောက်ကိုလိုက်လာပါတယ်။အာရဲက၆တောင်တစ်ဖက်နဲ့မင်းကြီးရင်ဘက်ကိုတွန်းပြီးတော့တားလိုက်ပါတယ်။ မင်းကြီးကတော့သူမလာမှာမျောနေပြီးတော့ဘာမှတော့မပြောနိုင်ရှာပါဘူးခနာကြမှာတော့အရဲကပျောက်သွားပြီးသူမရဲ့ဇာဘဝအဖြူလေးတာကျန်နေပါတော့တယ်မင်းကြီးကဘဝကိုယူပြီးတော့ရံပန်းတဲ့ခနာလောက်ကတ်ထားလိုက်တာပါနောက်ညတွေမှာလည်းမင်းကြီးကအိတ်တောင်မပြောနိုင်ပဲသူမအကြောင်းကိုပဲတွေးနေမိပါရဲ့။ဒါပေမဲ့မိဖုရားကြီးပေါ်မှာလည်းတစ္ဆာဖောက်သလိုခံစားရလို့စိတ်မကောင်းဖြစ်ရပြန်တာပေါ့။မနက်မှာတော့မင်းကြီးကသူ့တွေးခဲ့တဲ့အတိုင်းပုံသူပကြီးကိုဆွဲပြီးနန်းဆောင်တစ်ခုလုံးကိုရှာဖွေဖို့အတွက်အမိန့်ပေးလိုက်တယ်။ မိဖုရားကြီးတီတော့ဒေါသထွက်သွားပြီးပုံနဲ့ရအမျိုးသမီးကို တွေ့အောင်ရှာခိုင်းမှာတော့တယ်တွေ့ရတဲ့တစားစီခုတ်ထည့်ပြစ်မဲ့ဆိုပြီးတော့လဲချိန်ဝါနေပါတယ်အာရဲကတော့မိဖုရားရှာနေတဲ့သူကသူမပဲဆိုတာတွေ့ရင်းနဲ့ကြိတ်ရယ်နေပါတော့လဲရှင်ဒီနေ့ရဲ့ movie recap ကနေဒီလောက်နဲ့ပဲနှုတ်ဆက်ခွင့်ပြုပါအသေးသေးတော့ movie recap တွေနဲ့ပြန်လာခဲ့ပါအောင်ပဲဆက်လက်ချက်ခင်ပေးပါအောင်လို့ပြောကြရင်းနဲ့ like and share subscribe ခေါင်းလေးနှိပ်သွားပေးကြပါအောင်နော်